ဇာတိကရှိုင်းမိနေအရှိပိုင်းမိုင်းယောင်းကပါပဲအဲ့မွေးတာအဲ့မွေးမွေးတာပါဗျာဇာတိမျိုးကတော့မပြန်တာတနည်းနီးပါးရှိရမယ်ဆိုတော့လွမ်းတာပေါ့လွမ်းတာလွမ်းတာပေါ့ဟုတ်အိမ်ကိုလဲလွမ်းတယ်အဖေမိဘတွေလည်းလွမ်းသွားတယ်ဒီချိန်ဆိုရင်တော့ရှမ်းပြည်နယ်ကဒီချိန်ဆိုတော့ရိုင်းအေးနေပါပြီ။ဟုတ်ရိုင်းအေးနေပြီဆိုတော့ ဒီအေးအေးတက်လေးလွမ်းတာပေါ့ဟုတ်ကဲ့ပြဒါရှမ်းရိုးရွယ်ဆုံးပါဗျာဟုတ်အဲသူတို့ပွဲနေပွဲတိုင်းနေမှာဆိုရင်တော့ဒီလိုရိုးရွယ်ဆုံးနေအများကြီးဝက်ပါတယ်ဟုတ်အများကြီးဝက်ပါတယ်ရှမ်းရိုးမျိုးရအောင်ပြရအောင်လာခုတတာကိုလည်းချစ်မြတ်နေတာလေအဲရှမ်းရိုးမျိုးဖြစ်ရတာရှမ်းလူမျိုးတော့မဟုတ်ပေမဲ့ ရှမ်းပြည်မှာရှမ်းကိုကဇာတိကရှမ်းပြည်နဲ့ဖြစ်တော့ကုံယူပါတယ်ကိုကိုကိုလည်းကုံယူပါတယ်ဖြစ်ချင်တာတော့ရှမ်းလူမျိုးဖြစ်ချင်တာအစ်စ်ဖြစ်ချင်တာပေါ့အစ်စ်မဟုတ်ဘူးဗျကျွန်တော်ကဗမာစစ်စစ်ဗျဟုတ်မွေးတာမွေးတာရှမ်းပြည်နဲ့အရှေ့ပိုင်းမိုင်းအောင်မြို့မှာမွေးတာဟုတ်ချိုင်းထက်အောင်ချိုင်းထက်အောင်မှာကျွန်တော်ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းအောင်မြို့ရပါတော့နော်မိုင်းအောင်မြို့ဟိုအရှေ့ဆုံးပေါ့ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းအောင်မြို့ရလာတာပါ အဲဟုတ်ရန်ဝါသနာပါပါတယ်ဗျာဟုတ်ဇာတိယရှိုင်းမိနေအရှိပိုင်းမိုင်းယောင်းကပါပဲအဲ့မွေးတာအဲ့မွေးတာပါဗျာဟုတ်ကျွန်မရှိသူသူယောက်ျားဇလန်တွင်းမှာပါဝင်ထားပါတယ်ဗျာဘယ်လိုဇယုံမျိုးလဲဆိုတော့ဘီလိန်ပေါ့နော်ဒီမတ်ရင်မုံမြင်းမြဲနဲ့ပြောမယ်ဆိုတော့ဒီဇာကားထဲမှာကျွန်တော်ဗီလိန်နေရာနေပြုတ်ဆောင်ထားပါတယ်ဗျာဟုတ်ဟုတ်ကဲ့အဲ ီတဲ့ဘယ်လိုမျိုးဆက်သွင်းလဲလာလဲဆိုတော့ကျွန်တော်ရဲ့လက်ဦးဆရာပေါ့နော်ဒီတဲ့ကိုဆက်သွင်းပေးရကျွန်တော်လက်ဦးဆရာတော့ဟိုရုပ်ရှင်တရုပ်ဆောင်အနီတင်သာထက်ပေါ့အနီတင်သာထက်ရဲ့ကျေးဇူးကြောင့်ကျွန်တော်အဲဒီလိုမျိုးဇလံဒီလိုမျိုးဇလံထဲမှာဒီလိုမျိုးပတ်ဝန်းရတာပေါ့အဲ့လိုမျိုးပေါ့ဇာတိမျိုးကတော့ကျွန်တော်မျိုးကတော့အရန်တာရပါတယ်ဗျအချမ်းမြင့်နေဆိုတဲ့အတိုင်းပဲဒီ ဟိုဟုတ်ယာတိဥစေတာရတဲ့လူမျိုးတွေကလည်းဟုတ်လူမျိုးတွေကလည်းဘာပေါ့ရိုးရိုးတသားရှိကြတယ်လူတွေတွေရှိကြတယ်ပေါ့အာအရှိပိုင်းမြချမ်းပြည်နယ်အရှိပိုင်းမိုင်းအောင်ဆိုဟုတ်မြန်မာနိုင်ငံအရှိဆုံးမြို့အရှိပိုင်းအရှိပိုင်းမှာအရှိဆုံးကြတဲ့မြို့ဟုတ်ကဲ့ပါဟွာကျိုင်းတုံတရှိလေးနဲ့နေတယ်ဗျဟွာအချမ်းခေါဆွဲပေါ့ရဲလို့တက်လာချမ်းခေါချက်ကောက်ဆိုင်လုတ်တက်လားကိုယ်တိုင်းတော့မလုတ်တယ်ဗျဒါပေမဲ့တော်တော်ကြိုက်ပါတယ်ဗျဟုတ်တော်တော်ကြိုက်ပါတယ်ဗျခံစားရတယ်ဟုတ်ရမ်းပူတယ်ဘုမမကရမ်းအေးတော့ကြတော့ဒီချိန်ဘုမမကရမ်းအေးနေပြီလေ ဟိုမှာတော်တော်နှင်းနေကြတော်တော်အေးနေပြီဒီမှာတော့ရန်ကုန်မှာတော့တည့်တဲ့အချိန်အရန်ပူတယ်ဗျဟုတ်ဟုတ်အဲဇလန်းတွဲကတော့အရင်တော့ပေါ့နော်ကျွန်တော်ဇလန်းအတူလေးတွေပေါ့အတူအတူလေးတွေကျွန်တော်ရိုက်ပြပါတယ်အဲ၄၅ကတော့ရိုက်ပြပါတယ်အခုဒီဇလန်းဒီ MNDV မှာတွင်မယ်ဒီဇလန်းမှာဆိုတော့ဒါကျွန်တော်နှစ်ကားမြောက်ပေါ့ဗျနှကားမြောက်ရိုက်ပြပါဗျဟုတ်ဟုတ်ကျမချစ်သူတယောက်ကြားဇလန်တွဲပေါ့ဟုတ်ကိုအဖိုခန့်အာဘာလဲ ကိုညီနနရယ်ကိုစိုးခန့်ရယ်မတ်ရမောမြင့်မြတ်ရယ်မတ်ထက်ထွန်းရယ်ပေါ့နော်အမဟုတ်အိုက်ဇလန်ပြောအတစ်တယောက်နေနေရတာပြောမယ်ဆိုရင်တော့အစင်ကတော့ပြေပါတယ်ဟုတ်ပြောင်းကြိုးစားနေပါတယ်ဟုတ်ပါဟုတ်ကိုကိုယုံကြည်မှုဟိုကျွန်တော်ရဲ့လက်ဦးစရာအနီတင်စာတက်တင်ပြတဲ့အတိုင်းပဲကိုကိုယုံကြည်မှုရှိရအောင်ပြီးကိုကိုလည်းယုံကြည်မှုရှိပါတယ်ဗျာဟုတ်အကောင်းဆုံးဟုတ်ကဲ့ကျွန်တော်ဒီလောကရဲ့ဒီဥစ္စာမလုပ်ခင်တော့ကျွန်တော်အရင်ကအဖေနဲ့ရွှေလိုက်လုပ်ပါတယ် ဟုတ်မော်တင်းမှာရွှေအားကြောင့်လည်းအသားရေရတယ်နည်းနည်းမဲဟုတ်ဟုတ်ဟုတ်ဖြစ်ရှင်လာတော့စတီဝါးရေးလုပ်ငန်းရှင်ဖြစ်ရှင်လာပါဒီဥစ္စာကြတော့ကျွန်တော်ဝါသနာပါတာပေါ့တော်တော်လေးဝါသနာပါတယ်ရွှေချောင်းကအဲ့လိုတွေနားမလဲဘူးဗျဟုတ်အဖေနဲ့အမေပဲလောက်တာဆိုကျွန်တော်ကအဲ့လိုဒီတိုင်းပဲအပြင်းပြေလိုက်သွားပြီးအပြင်းပြေလိုက်လောက်တာပဲအပြင်းပြေလိုက်လောက်တာဟုတ်ဇာတိမျိုးကတော့မပြန်တာ တနစ်နီးပါးရှိရမှာဆိုတော့လွမ်းတာပေါ့လွမ်းတာလွမ်းတာပေါ့ဟုတ်အိမ်လဲလွမ်းတယ်အဖေမီးပိုက်လည်းလွမ်းပါတယ်ဒီကြာနေပါလားဒီကြာနေပါလားဒီချိန်ဆိုရင်တော့ရှမ်းမြေနယ်ကဒီချိန်ဆိုတော့ရမ်းအေးနေပါပြီဟုတ်ရမ်းအေးနေပြီဆိုတော့ ဒီ8ရက်လေးလွမ်းတာပေါ့ဟုတ်ကဲ့ဗျာဒါရှမ်းရိုးရွာဝယ်ဆောင်ပါဗျာဟုတ်အဲသူတို့ပွဲနေပွဲတိုင်းနေမှာဆိုရင်တော့ဒီလိုရိုးရွာဝယ်ဆောင်နေအများကြီးဝက်ပါတယ်ဟုတ်အများကြီးဝက်ပါတယ်ရှမ်းရိုးမျိုးရအောင်ခလာကုတ္တာဘုံချင်းနေလို့ရတယ်အဲရှမ်းရိုးမျိုးဖြစ်ရတာတော့ရှမ်းလူမျိုးတော့မဟုတ်ပေမဲ့ရှမ်းမြို့မှာချက်ကိုကဇာတိကျရှမ်းမြို့နဲ့ဖြစ်တော့ဂုံယူပါတယ်ကိုကိုကိုလည်းဂုံယူပါတယ် ဖြစ်နေတာတော့ချမ်းလူမျိုးဖြစ်နေတာအစ်စ်ဖြစ်နေတာအစ်စ်မဟုတ်ဗျကျွန်တော်ဗမာစစ်စစ်ဗျဟုတ်မွေးတာမွေးတာရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်ရောင်းမြို့မှာမွေးတာဟုတ်တိတ်တော့မသိဘူးဗျသူကတိမယ်ဆိုတော့မျိုးကျိုင်းတုံတိမယ်တာချလေးတိမယ်ကိုဘက်ကျတော့အရင်တော့မကြမျိုးမကြဆိုတော့တိတ်မသိကြဘူးဗျအဲ့ဘက်ဟုတ်ရှင်းချနေမယ်ဆိုတော့ကျွန်တော်စဉ်းစားပါဘောနော်အဲရန်ကုန်မှာလည်းအမေကရန်ကုန်မှာလည်းသူကအိမ်တန်လဲဘက်မှာသူအိမ်ဝယ်ခြင်းနဲ့တဲ့ပြီးရင်လည်းပြင်ဦးလွင်မှာလည်းအိမ်ဝယ်ခြင်းနဲ့ဆိုတော့အဲ အဲ့ဒါကိုစဉ်းစားရအောင်ပေါ့အတက်ကကျွန်တော်20ပါဗျအနည်းပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့အဲ့လိုမျိုးပေါ့နော်အဲအဆုံးထိတော့ကြိုးစားသွားပါမယ်ကျွန်တော်ကိုအဲအခုမှကျွန်တော်အခုမှစပြီးတော့အဲစဝင်တာဆိုတော့ကျွန်တော်ကိုအားပေးကြပါဦးကျွန်တော်လည်းမမမမကျွန်တော်ဝေဖန်ပေးကြပါဦးလို့အကုန်လုံးပြောရင်ပါတယ်ဗျ